အဝရကမင်္ဂလာပါအထိုင်းစကားကိုမြန်မြန်ပြောတတ်ဖို့ဆိုရင်နေ့စဉ်တုန်းထိုင်းစကားလုံးနဲ့တွေ့တွေ့စကားလုံးတွေကိုအာစိတ်ရှိရှိနဲ့ပုံမှန်ပြောသွားဖို့လိုပါတယ်ဒါဒီနေ့ဗီဒီယိုကတော့အာတိုင်းငွေကြေးဆိုင်ရာစကားလုံးတွေကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်တဲ့အကြောင်းဗီဒီယိုကိုစောင့်ကြည့်ကြည့်သွားပေးဖို့ပြောကြားချင်ပါတယ်ကဲအဲ့ဒါဆိုရင်စလိုက်ရအောင်အာပထမအဆုံးအနေနဲ့အာပတ်စံကိုထိုင်းလို့ငွန်းတုံးဟောက်တန်းလို့ပြောမှာဖြစ်ပါတယ်ငွန်းတုံးဟောက်တန်းလို့ပြောမှာဖြစ်ပါတယ် အာငွေဆိုတဲ့စကားလုံးကိုအတန်ထွက်တဲ့နေရာမှာလေချောင်းတန်နဲ့ထွက်ပြရမှာဖြစ်ပါတယ်ငွေเนาะအဲ့ဒါကြောင့်အာထိုင်းစကားလုံးအတန်ထွက်ကိုမြန်မာလူနဲ့ရေးတဲ့အခါကျရင်ပေါ့เนาะအတန်ထွက်ကလောကအမှန်မှန်ကန်ကန်ရေးလို့မရပါဘူးเนาะဒါကအနည်းဆက်ဆုံးအတန်နေတန်ထားတစ်ခုဖြစ်ရေးလို့ရပါတယ်ဒါကတော့တတိထားရမယ့်အချက်ဖြစ်ပါတယ်ကဲနောက်ထပ်ပါရှိသေးလဲအာငွေလွှဲတယ်ငွေလွှဲတယ်ကိုထိုင်းလို့ on ငွေလို့ပြောမှာဖြစ်ပါတယ် on ငွေလို့ပြောမှာဖြစ်ပါတယ် on ဆိုတာက နာလွဲတာငွေဆိုတာကပတ်စံအဲဒါကြောင့်ငွေလွဲတယ်ကို own ငွေလို့ပြောမှာဖြစ်ပါတယ်အာနောက်ထပ်နောက်ထပ်ပါရှိသေးလဲအာလစာလစာကိုငွေเดือนငွေเดือนเนาะငွေเดือนလို့ပြောမှာဖြစ်ပါတယ်ငွေเดือนဆိုတာလစာငွေသွားထုတ်တယ်ငွေသွားထုတ်တယ်ဆိုတာထိုင်းလို့ဘယ်လိုပြောမလဲဆိုတော့ပိုင်ကော့ငွေပိုင်ကော့ငွေလို့ပြောမှာဖြစ်ပါတယ်ပိုင်ဆိုတာကသွားတယ် ကော့ဆူတာကနိုင်တယ်ပေါ့နော်ငွေ ATM ကတ်ယူပြီးတော့ဆမ်ဟို ATM ဘုံထဲမှာပေါ့နော်အာပတ်စံတနိုင်တာနော်တနည်းအားဖြင့်ပတ်စံတထောက်တာပေါ့နော်အဲ့လိုပြောလို့လည်းရပါတယ် by got เงินနောက်တစ်မျိုးငွေထောက်တယ်ငွေထောက်တယ်နိုင်တလုံးကဘယ်လိုပြောလဲဆိုတော့ถอนเงินถอนเงินလို့ပြောမှာဖြစ်ပါတယ်ถอนเงินဆိုတာငွေထောက်တယ်လို့အဓိပ္ပာယ်ရပါတယ်အာငွေသွင်းတယ်ငွေသွင်းတယ်ကိုထိုင်လို့ ฝากเงินฝากเงินรูปยอมมาพิบาร์เนีไอ้ดีฟนั่นถ้าบีพิอมาพิบารได้ฝากเงินเนาะเงินตัวเนี่ยพี่เองินตาเงินตาเงิดเล่นเงินกูท้ายลูกเงินสดรูปยอมมาพิบารได้เงินสดรูปยอมมาพิบารได้อะไรก็เงินตาตุ่มัอวอะไรก็เงินเล่นเงินเนาะพี่เองสบองเงินสบองเงินกูท้ายลูกค่ามักจำ ခမကြမ်ဆိုတာကစပွန်ငွေကိုပြောတာဖြစ်ပါတယ်စပွန်ငွေကိုခမကြမ်လို့ပြောမှာဖြစ်ပါတယ်ဟာရစ်ပောင်ကြီးရစ်ပောင်ကြီးကိုထိုင်းလို့ဟာเงินค้าง week เงินค้าง week လို့ပြောမှာဖြစ်ပါတယ်ဒါကရစ်ပောင်ကြီးပေါ့เนาะအာအတိုးငွေအတိုးငွေကိုเงินดอกเบี้ยเงินดอกเบี้ยလို့ပြောမှာဖြစ်ပါတယ်ဒါကအတိုးငွေရောเนาะပေါ့เนาะအပြင်ပါရှိသေးလေအာ အတုံးစိတ်ဘောနော်အာအတုံးစိတ်ငွေအတုံးစိတ်ငွေကိုเงินค่าใช้จ่าย เงินค่าใช้จ่ายဆိုတာအတုံးစိတ်ငွေလို့ပြောတာဖြစ်ပါတယ်။ကဲနောက်ထပ်ရင်ဘာတွေရှိသေးလဲ။အာပတ်စံဟိုငွေလွှဲအနှံချင်းအာတရားရောက်ကငွေငွေလွှဲတော့အတာပေါ့နော်ဆိုင်မှာအဲ့ဒါကိုအာฝาก on ฝาก on ฝาก on လာဖေးဖေးครับ ฝาก on เงินให้หน่อย အဲကိုကြီးဒီမှာကိုငွေနေနေအာလွှဲပေးပါနော်ဟာလားအဲ့လိုဟုတ်ပါပြီအာဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်အာတကယ်လို့ဒီဗီဒီယိုကအကျိုးတစုံတရာရှိခဲ့မယ်ဆိုရင် like and share လုပ်ပို့ဖို့မမေ့ပါနဲ့အာသိချင်တဲ့စကားလုံးများရှိခဲ့ရင် comment မှာရေးပြီးတော့မေးလို့ရပါတယ်